ဗုဒ္ဓဘူးနှစ်တနေကုန်အတွက်ဇာရှိရဆိုလို့ရှိရင်နှစ်ကွက်ထဲထိုးရမယ်ဝင်လာတဲ့တယောက်ချင်းဒီတိုင်းနော်လိုက်ရန်ရှယ်လေးနဲ့ကူညီပေးသော subscribe လေးတွေနှိပ်သွားပေးကြအဲ့တော့နှစ်ကွက်ထဲပဲထိုးရမယ်အချိန်ကြီးအများကြီးတုံဆိုင်မနေဘူးထိုးချိန်လေးတွေမျှော်လို့တင်ထားပေးခြင်းဖြစ်တယ်နှစ်ကွက်ထဲနော်ကျွန်တော်ဘောမင်းလေးနဲ့ခိတ္တခဏလေးဖုံးအုပ်ထားသေးလို့ပြီးရတော့ကျွန်တော်အကုန်လုံးဖွင့်ပြပေးပါမယ်။အဲ့တော့ စားရှိရဆိုလို့ရှိရင်ဝင်လာခဲ့ကြကနဲကိုအများကြီးမထိုးခိုင်းနှစ်ကွက်တည်းပဲထိုးရမယ်เนาะအောက်မှာเนาะပေါ့ရင်တော့ဘာလို့ရမလဲဆိုတော့ကိုပေါ့ကိုပဲကြည့်သွားကြတော့ဗျာเนาะအဲ့တော့ကနဲကတော့နှစ်ကွက်သေးပဲကြိုင်နေတတ်တဲ့လိုင်းရန်ရှယ်လေးနဲ့ကုညီပေးတာလက်မလေးတွေနဲ့ကွန်မန်လေးတွေမှန်သွားပြီကြဟုတ်ပြီလားเนาะကွန်မန်လေးတွေနှိပ်သွားပြီကြเนาะအားလုံးပဲကန်ကောင်းကြမှာပါเนาะဒီနေ့ဗုဒ္ဓဘုရားတနေကုန်စားအတွက်ကနဲကနှစ်ကွက်သေးပါဓမ္မကိုစီကဖွင့်ပြပါပြီเนาะ ိုးသွားကြအမှကနန်းနှစ်ကွက်နော်ပုံမှန်လေးလေးရေးသွားပြီနော်အမှအဲ့ဒီထက်မှတကွက်ကောင်းကိုရွေးပြီးအောင်မှာတကွက်ကောင်းထိုးအောင်မှာနော်တကွက်ကောင်းထိုးအောင်မှာဝင်လာတဲ့တယောက်ချင်းစီနဲ့လိုင်းရန်ရှယ်တစ်ချဲချင်းစီနဲ့ကူညီပေးသွားတကွက်ကောင်းပြပြီးမယ်တကွက်ကောင်းကိုပြော့ပြပြီးမယ်နော်တကွက်ကောင်းကိုပို့ပြီးတော့ထိုးစီခြင်းနဲ့တကွက်ကတော့အရန်ပေါ့ဗျာအရန်ဆိုတော့ညာလည်းပဲသူ့ကိုလည်းပဲပို့ပြီးတော့ထိုးပါနော်အဲတကွက်ပဲအာထိုးရမှာနော်နှစ်ကိုတကွက်ပဲအာထိုးရမှာကျန်တဲ့တကွက်ကခွန်ခွန်ဆိုတဲ့အပူ ဲ့တော့လိုင်းရန်ရှယ်လေးလေးနဲ့ကုညီပေးသွားကိုစရာကြိုက်နေတတ်တဲ့တကွက်ထဲသောကဏ္ဍကတော့29ပါဗျနော်နစက်ကိုတကွက်ကိုတော့ပို့ပြီးတော့ထိုးစေခြင်းနဲ့เนาะအဲ့တော့အားလုံးပဲကံကောင်းကြပါစေပေါ့ရင်ပါလောက်အောင်လဲဆိုတော့ကိုပန်းကိုစာရေးစာရေးပြပေးထားတယ်ကိုပန်းကိုတစ်ခါတည်းပဲကြည်သွားเนาะတကွက်ကောင်းကတော့29ပါเนาะအဲ့အားလုံးပဲကံကောင်းကြပါစေဗျာเนาะနေ့လည်းကြားလို့ရှိရင်လည်းကိုစီယာနှစ်ချက်တီးမှလိုက်လွှင့်ပြတ်เนาะနှစ်ချက်တီးမှလိုက်ရှုရှိပါတယ် alo mẹ cái ngón cho bà thì bé